ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ပင်ရှင်အလဲတို့မဟုတ်အပိတ်အထီးကီးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ပင်ရှင်ဖြစ်ပါတယ်ဗောနော်ဒီ96မကနန်းဖြစ်ပါတယ်အဲ့ဒီမှာ95ဒီဆိုတဲ့အတွက်အဲ့ဒီမှာ9တလုံးကအလဲဖြစ်ပါတယ်ဗောနော်ကိုကတော့ထိတ်ဆွေပေမဲ့ကျွန်တော်အလဲနဲ့အပိတ်ကီးပဲယူမှာဖြစ်ပါတယ်96တုံးကီးမှာ99တုံးများကိုကအလဲဖြစ်ပါတယ် ကိုတီတုံးကြီးမှာတောညာကိုခုကိုကားအလေပဲပေါ့နော်နောက်ထပ်ပြေမှာ3 9ခုမာကနန်းပေါ့နော်3ခု9ခုဆိုရတဲ့9နဲ့ခုနဲ့အလဲနဲ့အပိတ်နေရမှာဖြစ်ပါတယ် DF ဖြစ်ပါတယ်ပေါ့နော် ပြီးရင်လဲ6ရှင်းဆုံးအလဲအပိတ်ပေါ့နော်9လေးလေးဆိုရတဲ့လဲတလုံးကအလဲအပိတ်ဖြစ်ပါတယ်လဲတလုံးအလဲနဲ့အပိတ်ပေါ့နော်ကျွန်တော်အလဲနဲ့အပိတ်နေရမှာဆုံလားမာလားဆိုတာလေးပေါ့နော်ဒီခု9တင်မှာ9ခု9 9 ခွန်9ဆိုတဲ့အတွက်ခွန်9ကိုကိုအလေးအပိတ်ဖြစ်ပါတယ်။ပြီးရင်ဒီ၄၆၈ပေါ့နော်၄၆၈စုံကနအလေးအပိတ်အထီးကိမှာ၆တလုံးအလေး၃ည၆၃ခွန်9တိအလေးအပိတ်မှာ၃ကို5ဆိုတဲ့အတွက်ကိုကအလေးနောက်ထပ်၁၃၅ကိမှာ၆တုံည၃ဆိုတဲ့အတွက်ကြောင့်မို့၃ကအပိတ်ဖြစ်ပါတယ် F ပေါ့နော်။ပြီးရင်၈တုံည၄ကိမှာ၆နှစ်၆နှစ်ကအလေးဖြစ်ပါတယ်။ လေရှောက်ရှင်းဆောင်ကနန်းပေါ့နော်အလေအပိမှာလေရှိတဲ့ဆိုတဲ့အတွက်ချစ်ကအလေဖြစ်ပါတယ်လေရတော့ထိပ်ပေါ့နော်ချစ်ကအလေတိုင်းတီဖြစ်ပါတယ်ရှောက်ရှင်းတော်များအထီးကြီးဆုံးပါဆိုရင်96ရှိရှစ်ကအပိဖြစ်ပါတယ်ခင်ဗျာ F ပြီးရင်ကျွန်တော်139ကီမှာ11ရှောက်ဆိုတဲ့အတွက်တစ်ကအလေဖြစ်ပါတယ်တီပေါ့နော်ပြီးရင်ရှစ်တော်များနေဖြစ်ပါတယ်69တုံများဆိုတဲ့အတွက်ကြောင့်မို့တုံများကအပိဖြစ်ပါတယ်ခင်ဗျာ 6ကို3များပြီးတော့5ကို3ဖြစ်ပါတယ်ဗောနော်အဲ့ကီးက3ကား9ကီးဖြစ်ပါတယ်5ကို3ဆိုတဲ့အတွက်3ကအပိတ်ဖြစ်ပါတယ်ပြီးရင်6 8များစုံ3စုံအလေအပိတ်ဗောနော်5 3များ4ဆိုတဲ့အတွက်3များကအလေဖြစ်ပါတယ်ပြီးရင်9 3၃မာကနန်းအလေအပိတ်အထီးကီးမှာ5 3များ3ဆိုတဲ့အတွက်3ကအပိတ်ဖြစ်ပါတယ်6 8 3များအလေအပိတ်အထီးကီးမှာ336ဆိုတဲ့အတွက်6ကအပိတ်ဖြစ်ပါတယ် โอเคဆက်ပြီးတော့လေ့လာကြည့်အောင်336ပြီးတော့3ည4တဖြစ်ပါတယ်ဗောနော်โอเค3ည4တတပင်ကိုဆက်ပြီးကြည့်အောင်ဗောနော်ဒီ3ည4တတပင်မှာအထီးကီအနေနဲ့9တ3ကီဆိုပြီးရတာဖြစ်ပါတယ်အဲ့ဒီမှာတတလုံးအပိတ်3ည4တဖြစ်ပါတယ်တအပိတ် F ဗောနော်နေလေးလျှောက်အလေအပိတ်အထီးကီမှာ6လျှောက်ခွန်6ကအလေ D 6 8တုံများကီမှာ6တုံများ6 6ကတုံများနဲ့ အလေအပိတ်ပေါ့နော်တုံများကိုပါတယ်နောက်ထပ်နှစ်လေး6အထီကိမှာ6 6နှစ်ဆိုရအတွက်6နှစ်အနေနဲ့အလေပိတ်909ကိမှာ6 6က9ကအပိတ်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီလေ6 8ဆောင်အလေအပိတ်အထီမှာအထီကိမှာ9 6နှစ်6ကအလေလေ6 8အလေအပိတ်အထီကိမှာအလေကအလေအပိတ်နေရပါနော်ပြီးရင်909တိမှာအလေအပိတ်အထီကိမှာနေနေတိအပိတ်ဖြစ်ပါတယ် 139ကီမှာ8033အပိတ်ဖြစ်ပါတယ်933ကီမှာ8633ကအပိတ်ပဲဗောနော်အပိတ်နေရာမှာဖြစ်ပါတယ်ချစ်တော်များနေကီမှာနေတော်များကိုတော်များကလည်း933ကီကီမှာတော့2025နေဦးဗောနော်ခွန်ခွန်ကိုကိုအပိတ်တော်ညာအလေအပိတ်ဗောနော်ပြန်ခွန်ကိုတီအလေအပိတ်ဒီကိမှာ3009ခုနှစ်ကအလေနဲ့အပိတ်ဖြစ်ပါတယ် ဒုံညာနှစ်လေးမှာတော့ရှိကိုလေးလေးအပိတ်ပါလေးပိတ်ဖြစ်ပါတယ်ပြီးရင်ကိုတိတုံးကီမှာ9ရှောင်း3 3အပိတ်ပဲပါနော်ပြီးရင်39ခွန်ကီမှာရှောင်းရှိခွန်9ကအပိတ်ဖြစ်ပါတယ်နှစ်လေးရှောင်းအထီကီမှာနှစ်နှစ်ခွန်နှစ်ကအလေဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပြီးတော့နှစ်နှစ်ခွန်ပြီးတော့3ရှိရှိဖြစ်ပါတယ်ပင်ရှိဖြစ်ပါတယ်ပါနော်ပင်ရှိရှစ်တုံများနှစ်ကီမှာ3ရှိရှိအရှိကအလေအပိတ်ဖြစ်ပါတယ်ခင်ဗျာ ခွန်ကိုတိကိမှာ339ကိုကိုအပိဖြစ်ပါတယ်။39နှစ်လေးမှာတော့39နှစ်ဆွေအတွက်နှစ်အပိဖြစ်ပါတယ်။ဒီ2025ကနေစပြီးတော့အပိနေရာမှာပင်လေးပေးထားပို့ပြီးတော့အားတာတယ်ဗောနော်ပင်ရှိအလဲမဟုတ်ရင်အပိဗောနော်အဒီကီ၃လုံးဖြစ်ပါတယ်โอเคတူရဲ့တဲ့နီးကိုကျွန်တော်နေစကနေအတူတူထပ်ပြီးတော့လေလာကြည့်မယ်ဗောနော် ဒီခွန်သုံးတုံညာငင်းတုံညာကုတပင်ကနေခွန်ခွန်ကုတပင်ကိုအတူတူလေ့လာကြည့်အောင်လေးနက်လီရှိရှင်းနက်ခွန်ပေါင်း55ဒီ9နဲ့ပေါင်းရင်30နောက်ထပ်ဒီ9နဲ့ချိန်ပေါင်းရှင်း30ပေါ့နော်အလေကအချောင်းလေးလီဒီ20နဲ့အလေဖြစ်ပါတယ်လေးပဲကြည့်မယ်33လီကို9နဲ့ခွန်ပေါင်း16ဖြစ်ပါတယ်အနောက်ဆုံးမှာ9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ၄ရှောင်းပေါင်း30 9တလုံးကြံတဲ့အတွက်9ကိုနှစ်ပေါင်းတာ17ရောက်မယ်ပေါ့နော်တိကို2နဲ့ပေါင်းတော့3 9တိ3မာကနဲ့ အလဲတုံးမဟုတ်အပိပေါ့နော်အဲ့ဒီမှာခွန်ခွန်6ဆိုတဲ့အတွက်ကိုကအပိဖြစ်ပါတယ်ခင်ဗျာကိုအပိပေါ့နော်ခွန်ခွန်6 Okay ကျွန်တော်ဒီခွန်ခွန်ကုတပင်ကနေခွန်3မြ3မြတပင်ကိုလေ့လာကြည့်အောင်ခွန်ကဒီမှာ9ကြိမ်ဖြစ်သွားမယ်ပေါ့နော်ခွန်ကလေး35ဖြစ်ပါတယ်ပြီးရင်ဒီ10နဲ့2နဲ့က10ဆိုတော့မရေးတော့ဘူးပေါ့နော် ကိုကဒီမှာ၄ကြိမ်၅ကြိမ်၆ကြိမ်၉၆၄၅၄ကို၆နဲ့ပေါင်းရင်60ပေါ့နော်။သုံးများပဲရည်မယ်။၄က၄ကြိမ်ဆိုတော့၁၆ရှောက်ပဲရည်မယ်။၉တစ်ကြိမ်၅နဲ့၆ပေါင်း၁၁တင်းနဲ့၉ပေါင်း၃ညာရာဒီအတွက်ကြောင့်မို့တုံညာကိုနှစ်ပေါင်းနှစ်နှစ်ကိုနှစ်ပေါင်းလေးတုံညာနှစ်လေးစုံကနန်းအလေတုံမဟုတ်အပိမ့်မှာခွန်တုံညာတုံညာဆိုတဲ့အတွက်တုံညာက အလေဖြစ်ပါတယ် ။ Okay နောက်ထပ်ကျွန်တော်ဒီခွန်၃ည၃ညတပင်အနေနဲ့လေ့လာကြည့်အောင်ခွန်လေးလေး၂၈ဒီနာငါပေါင်းရှင်းတဲ့စေဆိုတော့မရေးတော့တာပေါ့နော်။ဒီလေလေတလီလေလေးနဲ့လေးပေါင်းရှင်းရှင်းတဲ့ဒီ6နဲ့ပေါင်းတာ14ဖြစ်ပါတယ်။ရှင်းတုံးလေးနဲ့14လေးနဲ့နှစ်ပေါင်းရှင်း600မှာဖြစ်ပါတယ်။ခမပြီးရင်9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။လေး6ပေါင်းတစ်စင်းရှင်း9ပေါင်းတော့7ခွန်ဖြစ်တဲ့အတွက်ခွန်9မာကနန်အလေတို့မဟုတ်အပိတ်ပေါ့နော်။ Okay အဲ့ဒီမှာတော့3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်9တစ်ထက်က ခုနှစ်ကအလေအပိတ်ဖြစ်ပါတယ်ခွန်ကိုတည်တဲ့ကခုနှစ်အလေအပိတ်300ခုခုဖြစ်တယ်ဗောနော်ဟုတ်ကဲ့300တစ်ပြင်ကနေနောက်ထပ်တစ်ပြင်ကို တူတူဆက်ပြီးလေ့လာ ကြည့်ရမယ်ဗောနော်အားဖြင့်ဒီမှာ3က4ချိန်ပါနော်3လေးလီတီစနစ်စနစ်ကိုရှင်းနေပေါင်းရင်တည်းဒီခုံနဲ့9နဲ့ထပေါင်းတော့ပေါင်းရှင်းစနစ်ရတယ်ပါနော်လေးတက်လီလေးလေးနဲ့6ပေါင်းတစ်စိတ်3နဲ့ချိန်ပေါင်းရှင်း6 6 3လီ78ရှင်းနေ9ပေါင်းတာ73 9နဲ့ထပေါင်းတာဖြစ်ပါတယ် 63ပေါင်ကို99ပေါင်သာဆက်ရှင်ရှင်းတဲ့နေပေါင်30ဖြစ်တဲ့အတွက်ကြောင့်မို့တုံညာနေလေးဆောင်ကနငလေးအပိတ်အထီးကိမှာတော့အချစ်ကိုလေးဆိုတဲ့အတွက်ကြောင့်မို့လေးကအပိတ်ဖြစ်ပါတယ်ခင်ဗျာလေးအပိတ်ရှစ်ကိုလေးပေါ့နော်အပိတ်နေရာမှာလေးချိန်ရှိသွားပြီပေါ့နော်နောက်ထပ်တစ်ပြင်ဆက်ပြီးလေးလာကြည့်အောင်ရှင်းလေးလေး30နဲ့အချင်းကားလေး40ပေါ့နော်99ပေါင်သာဆက်လေး3လေးလေး7နဲ့95ပေါင်သာကခွန်း ခွန်3 27ချင်းနဲ့ပေါင်းတာကိုနောက်ထပ်9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။လေးခွန်73 9 30 9တလုံးရမှာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်အဲ့ဒီရလာတဲ့9ကိုနင်းနဲ့ပေါင်းတာဆိုရင်73တဲ့ကိုနင်းနဲ့ပေါင်းတာ3 9 3 3မှာကနဲလေအပိအထီးကြီးမှာတော့9 6 3ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ3ကအပိပဲဖြစ်ပါတယ်ဗောနော်အပိ9ချိန်ရှိသွားပြီဖြစ်ပါတယ်နောက်ထပ်ဒီ9လေးလေး20ဗောနော်9 6ပေါင်း73 3နဲ့ဒီ3ပေါင်းတာ 嗯，雷那里是现在高帮十空空个东京水段那些那的，雷东里十年你能阿帮先空，过年他帮我打批发的，古地帮的是小空帮十东亚的对账目，东个东阿空，阿雷阿被阿提给帮了，马个能批发的，小西空水段，可能个阿被被批发的。OK，那他这边，小阿里东西吧喏。 ြည်ရှင်းတဲ့သုံးပေါင်းနာက7 6လေးတွေ24ခုနဲ့ပေါင်းတာလေ7ဖြစ်ပါတယ်24ပေါ့နော်24နဲ့ခုပေါင်းတာဒီပြင်ရင်3 38ကလည်း7 9 9130တင်းတဲ့တပောင်းနေရာတွေအတွက်နေလေးချောင်းစုံကနဲအလေမဟုတ်ရင်အပိတ်ပေါ့နော်အဲ့ဒီမှာနိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့နေကအလေဖြစ်ပါတယ်တင်းတဲ့ချိန်မှာအလေဖြစ်သွားတယ်ပေါ့နော်โอเคနောက်ထပ်တစ်ပြင် service လေးတာကြည့်အောင် နေ့ကကျွန်တော်ဒီမှာ၄ချိန်၅ချိန်6ချိန်နေ့6လေးဆက်နေပါတော့ဒီရှင်းနေပေါင်းရင်၃ည၅လေးလေး၂၀လေးနာချိန်ရှင်းနေနေပေါင်းရင်၃၀လေး၃လေးဆက်နေနေ့ခုံပေါင်းရှင်း၉အနောက်ဆုံးမှာ၉နဲ့ပေါင်းတော့ပေါင်းရှင်း၁၈ရာတဲ့အတွက်ရှင်း၃များနေ့စုံကနန်းအလေး၃မဟုတ်အပိတ်ပေါ့နော်အဲဒီမှာတော့၃ရှင်းရှင်းဆိုတဲ့အတွက်ကြောင့်မို့ရှင်းကအလေးအပိတ်ဖြစ်ပါတယ်အနောက်အပူပေါ့နော် ၃၄၄၁စနစ်နင်းနဲ့ရှစ်ပေါင်း၃၀ဆိုတော့ဒီမှာနှစ်ရမယ်လေငါးငါးကိုဒီနင်းနဲ့ပေါင်းတာခွန်၃၃နဲ့၆ပေါင်းတာက၉၉နဲ့ထပ်ပေါင်းတော့၉နဲ့ကျရင်၁၈နင်းနဲ့ပေါင်းရင်၂၀၂၇ခွန်ကူတမကနအလေသုံးမဟုတ်အပိတ်ပါနော်အဲ့ဒီမှာ3 3ညာ6ဆိုရအတွက်6အပိတ်ဖြစ်ပါတယ်အပိတ်နေရာမှာထပ်ပြီး okay လာတယ်ပါနော်နေ့နေ့ခွန်တပြင်းပါနေ့ကအလေထိုင်ဖြစ်ပါတယ်ပြီးရင် ၃လေးလီစနစ်နင်းနေနေပေါင်းလေးတင်းနေချစ်ပေါင်းချင်းစနစ်လေး၃လီစနစ်နင်းနေပေါင်းလေးလေးနေနေပေါင်း6 9 3 29 9 6 73 9 9 3ကိုကိုနေထားပေါင်းတော့ကျွန်တော်အဲ့ဒီမှာ6နဲ့3ပေါင်း9 9နဲ့9ပေါင်း18ရှင်းနေနေပေါင်း20ဆိုတဲ့အတွက်တုံညနှစ်လေးစုံကနန်းအလေအပိပေါ့နော်၃၅နှစ်ဆိုတဲ့အတွက်အဲ့ဒီမှာလေနှစ်ကအပိတ်ဖြစ်ပါတယ်အပိတ်နေရာမှာ ဒီနေ့စကနေအပိညာကတောက်6ပါနော်နင်းနေခွန်တပင်မှာဒါလည်းအလဲထင်ဖြစ်ပါတယ်။ Okay ပေါင်းရှင်းလေးလေးနောက်ထပ်ဒီလေး3လီ7နင်းနေတဲ့ပေါင်း3 3နဲ့8ပေါင်း7 3 3 4 9 9နဲ့ထပ်ပေါင်းတော့9 10 4 9 73ဆိုတဲ့အတွက်ကျွန်တော်တို့မာကနန်အလဲသုံးမဟုတ်အပိဖြစ်ပါတယ်ခင်ဗျာ။ဒါအတွင်းဒီအရာဖြစ်ပါတယ်။ဒီနိစ္စကနေစပြီးတော့နိနိခွန်တပင်မှာတာလေအလေထိုင် တက်ပင်တာဖြစ်ပါတယ်ဗောနော်ကြံတဲ့အခါဒီကတော့အပိတ်ဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီ6 8ခွန်တပင်ကနေစပြီးတော့ကြည့်အောင်ဗောနော်ဒီ6 8ခွန်တပင်မှာဆိုရင်3ခွန်6 8ခွန်3ခွန်6 8ခွန်ဗောနော်နင်းလေး6ဒီမှာဗောနော်နင်းလေး6နင်းနေခွန်8တုံများနင်းမှာ3 8 8တုံများနင်းမှာ3 8 8ခွန်9တင်မှာ3တုံများကိုခွန်9တင်မှာ3တုံများကိုတုံများနင်းလေးမှာ3 9နင်းဗောနော် ဒါဆိုရင်ဒီဆက်တဲ့ချိန်မှာကျွန်တော်ဒီတွက်နေအရာဒီ39ခုမာကနန်အလေးတော့မဟုတ်အပိဖြစ်ပါတယ်။ပင်ရှင်အလေးအပိအထီးကြီးပါနော်။ Okay ဒါဆိုရင်ကျွန်တော်အရှိရဗီဒီယိုမှာအလေးအပိအထီးကြီးလေးလုံးကိုလည်းပြပြထားတာဖြစ်ပါတယ်။ဒီဟာလေးပါနော်ပင်ရှင်အပင်ပေါင်း90ကျော်ရှိသွားပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ပတ်မှာလည်းကျွန်တော်တွက်နေတကွာတင်ပြထားခဲ့ပြီးပြီဖြစ်ပါတယ်ပါနော်။ ။ဟုတ်ကဲ့နက်ခွန်ခွန်3ရှင်3တန်းများကို3နှစ်ပြီးခဲ့တဲ့ဘက်မှာ6 9 6 3တန်းနှစ်အတိမာတော့3များနေလေးပေါ့နော်။တုံမြနေလေးဆိုတော့9ရက်နေ့ရဲ့အလေးပိတ်တွေ3-9နေဖြစ်ပါတယ်။ဒီမှာလေးတလုံးပုံတူတယ်ဆိုပေမဲ့9နေတွေ3-9နေဖြစ်ပါတယ်ဗောနော်။ဒီတစ်ပတ်မှာတုံမြတင်းနေခွန်ရဲ့3-9ခွန်ရဲ့ဖြစ်ပါတယ်။3-9ခွန်ရဲ့ဆိုတော့ကျွန်တော်ဒီမှာခုနှစ်တလုံးတော့ပုံတူတာဖြစ်ပါတယ်ဗောနော်။ Okay ခုနှစ်တလုံး ကျွန်တော်ပုံတူတာတွေ့ရတယ်။ကျွန်တော်ကျွန်တော်တောင်များတင်းနေခွန်ဒီအလဲတော့မဟုတ်အပိတ်ဖြစ်ပါတယ်။ပြီးရင်နောက်ထပ်20အခုပြလိုက်တာကမာကနန်39ခွန်ကျွန်တော်အလဲပိတ်ဖြစ်ပါတယ်ကျွန်တော်600အလဲထိန်20အနေမှာဆိုရင်စုံကနန်းကအလဲထိန်ဖြစ်ပါတယ်ဒါကြောင့်မို့လဲ68အလဲထိန်39ခွန်အပိတ်ဖြစ်သွားမယ်ပေါ့နော်ကျွန်တော်စုံကနန်းအလဲထား အလဲထိန်တာ OK မယ်ဆိုရင်ပေါ့ခင်ဗျာဒါဆိုရင်3900က automatic 3900အပိတ်ဖြစ်ပါတယ်โอเคကံကောင်းကြပါစေ